မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် gain function တွေဖြစ်တဲ့ sin function ရယ် cos function any function အကြောင်းကိုတော့ရှင်းပြသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော် gain function အကြောင်းကိုတော့ရှင်းပြသွားမှာဖြစ်ပါတယ် sin function ငါတော့ကျွန်တော် parameter pattern ပြီးတဲ့အခါမှာကျွန်တော် iter တွေပဲ data type မျိုးစားဖြစ်တဲ့ data တွေကိုကျွန်တော်အများကြီးပေးလို့ရပါတယ်ဟုတ်ပြီတော့သူ့ရဲ့အသုံးပြုပုံနဲ့အတားချက်တွေတော့ ကြည့်ကြည့်နိုင်အောင်ဒီဥမာလေးမှာဆိုရင်ကျွန်တော်လက်နှစ်ခုရှိတယ်ပထမလက်ကကျွန်တော် SDID ဒုတိယလက်က SDD နဲ့ကျွန်တော်လက်တစ်ခုချင်းတွေကိုဖြည့်ဖို့အတွက်ဆိုတော့ for looping တော့တစ်ခုတုံးပြီးတော့ကျွန်တော်ဖြည့်ရမှာပဲဖြစ်ပါဒီမှာဆိုရင်လက်နှစ်ခုဖြစ်တဲ့အတွက်ကျွန်တော် for looping တုံးပြီးတော့ကျွန်တော်သူ့ထဲမှာရှိတဲ့ element တွေကိုတော့ဓာတ်ရိုက်ဖြည့်ထားရမှာဖြစ်ပါအကယ်၍နှစ်ခုမဟုတ်ဘူးနှစ်ခုထပ်ပုံများတဲ့ အခြေအနေဆိုရင်ကျွန်တော်တို့ for looping တွေကိုကျွန်တော်တို့9ခါလောက်ပတ်နေအောင်အဲ့ရတော့ကျွန်တော်တို့ကကိုဖောင်းပွားမှုဖြစ်တဲ့ကျွန်တော်တို့အတွက်အဆင်မပြေအဲ့လိုအခြေအနေကိုဖြစ်ရှင်းဖို့အတွက်ကျွန်တော်တို့ဘာ function ကိုတုံးပြီးတော့ဖြစ်ရှင်းအဆင်ပြေလဲဆိုတော့ဒီချင်းတွေမှာ real function ဟုတ်ပြီနော်ဒီဥပမာလေးကိုကျွန်တော် run ကြည့်လိုက်အောင်ဟုတ်ပြီနော်ဥပမာလေးနံပါတ် example 50တဲ့နော် run ကြည့်လိုက်ပြီ run ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုရင် အပေါ်ဆုံးကတော့ကျွန်တော်တို့ထုတ်လိုက်တဲ့အတွက်2 4 5 6ဆိုပြီးတော့ကျွန်တော်လက်ထက်ရှိလာတယ်ဒုတိယလက်ကကြတော့ no screen မျိုးစာရင်မောင်မောင်မမကိုကိုချစ်ဆိုပြီးတော့ကျွန်တော်ပေါ်လာဟုတ်ပြီဒီလက်နှစ်ခုကိုစင်းဆိုပြီးတော့ကျွန်တော်ပေါင်းပြီးတော့ကျွန်တော်တို့ print ထုတ်လိုက်တဲ့အခါမှာတော့ပေါ်လာပါဒီမှာပြောချင်တာကကျွန်တော်တို့ဒီလက်လုံးလိုက်တဲ့ parameter ဈေး function မှာ parameter passing ပေးလိုက်တဲ့ ether တွေပဲခရီးအတွက်တိုင်းကျွန်တော်ရှေ့မှာလဲ parameter နှစ်ခုပေးလိုက်ပါဒါဖြစ်လို့လဲဆိုကျွန်တော်ဒီမှာဈေးပေါင်းထားတာ link နှစ်ခုပေါင်းထားလို့ရှေ့မှာလဲသူ့ရဲ့တန်ဖိုးတွေယူဖို့ variable ပဲနော်နှစ်ခုကျွန်တော်ပေးရမှာပဲဖြစ်ပါကျွန်တော်တို့ဈေး function နောက်ထပ်ဘယ်လိုမျိုးရေးလဲရလို့လဲဆိုတော့ကျွန်တော်ဈေးချုပ်ခြင်းနဲ့ တော့လင်းတစ်ခုရှိမှအဲ့လင်းတစ်ခုကိုကျွန်တော်ရှင်းဖန်ရှင်းတုံးပြီးတော့ရှင်းချုပ်လိုက်ပြီးရင်ကျွန်တော်သူ့ကိုနာမည်ပေးလိုက်ဟုတ်ပြီနော်ပရင်ထုတ်ပြီလားအဲ့ချိန်မှာကျွန်တော်ဘာထွက်မလဲဆိုရင်တော့ဇင်းအော့ချက်ဆိုပြီးတော့ကျွန်တော်ထွက်လာမယ်ဇင်းအော့ချက်ကလည်းကျွန်တော်အီတာတွေပဲဖြစ်တဲ့အတွက်ကျွန်တော်သူ့ကို net data တော့တော့ကြောင်းလို့ရပါဟုတ်ပြီတော့ကြောင်းကြည့်လိုက်မယ်ကြောင်းကြည့်လိုက်ပြီဆိုရင်တော့ဒီမှာဆိုရင်တော့ net မျိုးစားဖြစ်လာတယ်ဒါပေမဲ့သူ့မှာထူးခြားချက်ကဘာလဲဆိုတော့ လက်အမျိုးအစားဖြစ်တယ်ဒါပေမဲ့လက်အမျိုးအစားထဲမှာကျွန်တော်တို့ဓာတ်ရင်းစိတ်ထားလဲဆိုရင်ပထမလက်ရဲ့ဒုတိယလက်ရဲ့ရဲ့တံမိုးလေးကိုကျွန်တော်တပင်းအမျိုးအစားထဲမှာတင်ထားတယ်ဒီမှာဆိုရင်နှစ်ရဲ့မောင်မောင်ရဲ့ကိုကျွန်တော်ဒီမှာလက်သေးကွင်းလေးထဲမှာစိတ်ထားပါအဲ့ဒါဘာလို့ပြောရလဲဆိုရင်လက်သေးကွင်းလေးကဟိုတပင်းအမျိုးအစားပါဒုတိယ item မှာလဲ၄ရဲ့မမရဲ့ဆိုလဲ၄ရဲ့မမရဲ့တစုံကို သူကတပ်ပယ်မျိုးစားထဲမှာဟိုတိန်းထားတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ပရင်ထုတ်တဲ့ခါမှာလည်းဇက်ဆိုပြီးတော့ဈင်ဖန်ချင်ရင်ချုပ်မယ်ချုပ်ပြီးတော့ချုပ်လိုက်တဲ့ဟာလေးကဇက်ဆိုတဲ့နာမည်လေးပေးလိုက်မယ်ပြီးတော့မှကျွန်တော်တို့4နဲ့ကျွန်တော်တွဲပြီးတော့ကျွန်တော်တုံးလို့ရပါဒီမှာဆိုပထမလက်ထဲက element တွေ i ဒုတိယလက်ထဲက element တွေ n ဆိုပြီးတော့ပေးတာဟုတ်ပြီနော်ဒီဟာလေးကိုနော် run လိုက်မယ်ဆိုရင်2 4 5 6 ဆိုပြီးတော့ပြီးတော့ဒီဘက်ကမောင်မောင်မမကိုကိုချစ်ဆိုပြီးတော့တော့ပေါ်လာမှာပဲဖြစ်တာဟုတ်ပြီတော့ဒီတိုင်းမရေးပဲနဲ့နောက်ထပ်ဘလို့ရေးလို့ရသေးလဲဆိုရင်ကျွန်တော်4ကျွန်လက်ထဲမှာရှိတာဟာကျွန်တော်စာပေမျိုးစားလေးတွေဖြစ်တယ်ဆိုတော့ကျွန်တော် V ဆိုပြီးတော့တစ်လုံးနဲ့ရေးလေရပါအင်း Z လို့ရေးပြီးတော့ကျွန်တော် print ထုတ်လိုက်မယ်ဆိုရင်တော့စာပေအမျိုးစားလေးတွေတော့ထွက်လာမှာပါဟုတ်ပြီကျွန်တော်ဒီကောင်ကိုပြန်လိုက်မယ်ပြီးတော့ရင်ကျွန်တော် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်လက်သေးခွင်းလေးနဲ့ ဒါပဲမျိုးကားလေးတွေတခုပဲခေါ်လာမှာပါနောက်တစ်ခုကျွန်တော်ဆွေးနွေးချင်တာကတော့အန်ဇင်လောက်တာပါအန်ဇင်လောက်တာကကျတော့ဘာလို့ပြောတယ်လဲဆိုရင်ကျွန်တော်ဒင်းချုပ်ထားတဲ့ကျွန်တော်တို့ဖိုင်ကိုကျွန်တော်ပြန်ပြီးတော့ပြန်ဖြည့်တာပဲဖြစ်ပါတယ်ဥပမာတော့ဒီမှာဆိုရင် in နဲ့ဒီနဲ့ရှိတယ် in နဲ့ဒီကိုကျွန်တော်ဒင်းချုပ်ပြီးတော့တော့တွဲလိုက်တယ်တွဲပြီးတော့ကျွန်တော်ပရင်ထုတ်လိုက်ရင်ကျွန်တော်ဘာထွက်လာမလဲ zen object ဆိုပြီးထွက်လာမယ် okay မင်းတို့ကျက်ဆိုပြီးတော့ထွက်လာတဲ့ခါမှာကျွန်တော်ပြန်ဖြည့်ခြင်းနဲ့အဲ့ဇင်အော့ကျက်ထဲရနေပြီးတော့ပြန်ဖြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်အရင်ဆုံးဇင်ဆိုပြီးတော့ရေးမယ်ရေးပြီးတော့ကျွန်တော်ဇင်ချုပ်ထားတဲ့နာမည်ကြည့်ဒီမှာဆိုရင်ကျွန်တော်ဒီနေ့ဒီကိုဇင်ချုပ်ထားတဲ့နာမည်ဇက်အဲ့ဇက်လေးကိုကျွန်တော်တို့ကဇင်ထဲမှာကျွန်တော်ပါရာမီတာပတ်စင်းကျွန်တော်ပြန်ပေးရမယ်ပေးပြီးတော့ကျွန်တော်စတားလေးကျွန်တော်ပြန်ထည့်ရဟုတ်ပြီအဲ့ဒါဆိုရင်တော့ဘယ်လိုပေါ်လာမှလဲတော့ကြည့်ကြည့်လိုက်တော့ run ကြည့်လိုက်ပြီးတော့ဒီမှာဆိုရင်ကျွန်တော် ပြန်ပြီးတော့ကျွန်တော်တို့ပေါ်လာပါတယ်ကျွန်တော်ကြီးလိုက်တဲ့နာမည်ကတော့ AA AA ဆိုရင်ကျွန်တော်ဒီမှာ10နဲ့ -4 ကျေဆုံးပြီးပေါ်လာပြီးဒီဆိုရင်လည်း29 11ကျွန်တော်တူတူဆိုပြီးတော့ပေါ်လာပါပြီဖြစ်ပါဟုတ်ဒါပေမဲ့ထူးခြားချက်တစ်ခုကတော့ပထမ A ကတော့ကျွန်တော်လေ့ဖြစ်နေတယ်ပထမစဆလာခြင်းစဉ်မချုပ်ပဲ B ကလည်းကျွန်တော်လေ့ဖြစ်တယ်ဒါပေမဲ့စဉ်ချုပ်ပြီးကျွန်တော်ပြန်ဖြေလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တာပယ်အမျိုးအစား စ်သွားတော့ကျွန်တော်တတိပြုရမယ်အချက်ဖြစ်ပါကျွန်တော်ထပ်ပြီးတော့ဆွေးနွေးချင်တာကတော့ all function နဲ့ any function အကြောင်းပဲဖြစ်ပါ all function နဲ့ any function ကပိုင်းလုံးမှာပါတဲ့ node and function မျိုးစားတစ်ခုဖြစ်ပါအဲ့ function အကြောင်းမပြောခင်မှာကျွန်တော် bullet data type အကြောင်းတော့ပြောချင်ပါပိုင်းလုံးမှာရှိတဲ့ multi data type မဆိုကျွန်တော် bullet data type ကိုတော့ပြောင်းလို့ရပါဟုတ်ပြီတော့ဒီရလေးကိုခဏ ซูนุไลบามะโนอันอัตเตมုတ်ขอไลมะโนปันโจဆိုပြီးတော့နော်ရေးလိုက်ကျွန်တော်ကဘူးဆိုပြီးတော့နော်ပြောလိုက်မယ်ဒီမှာကျွန်တော်ကငါးကိုကျွန်တော်ကဘူးလက်အမျိုးအစားပြောင်းမယ်ဆိုတော့ခုခတ်ဒီမှာကအင်ဂျီယာတိုက်အမျိုးအစားမှာတုံညာလွဲလို့မီတီဂိမ်းမဆိုကျွန်တော်တို့ဘူးလက် data တိုက်ပြောင်းတော့ထူထွက်ပါတော့ဒီမှာ -5 ပြောင်းအောင်လဲကျွန်တော်တို့ဘာထွက်မှာလဲဆိုတော့ထူထွက်မှာပဲဖြစ်ပါ ဘာဖြစ်လို့လဲဆိုတော့တုံညာမဟုတ်ဒီလိုပဲကျွန်တော်ဖလုတ်လဲဒီလိုပဲတုံညာကလွယ်လို့ပြန်လဲမိတိကဏ္ဍမဆိုပြောင်းတော့ထူးခတ်မှာပဲဖြစ်ပါတော့ string ဆိုရင်ကျွန်တော် string အလွတ်မဟုတ်ရင်ကျွန်တော်တို့ထူးခတ်မှာဒီမှာဆိုတော့ string a ဆိုတဲ့ string ကိုကြောင်းလိုက်တော့ထူးခတ်မှာဟုတ်ပြီကျွန်တော်ဒီ string အလွတ်လေးကျွန်တော်ဒီမှာ string အလွတ်လေးနော်ဒီခွင့်ဒီမျက်တောင်ပွင့်ခွင့်ကြာမှာဗာကာရိုက်တာမှမပါဘူးသူ့ကိုတော့ပြောင်းလိုက်မယ်ဆိုတော့ ဖော်ထားမှာပဲဖြစ်ပါတယ်ဟုတ်ပြီเนาะဒီမှာမျက်တောင်ဖွင့်ပေးကြမှာ no guider တစ်ခုခုပါလိုက်မယ်ဒါဆိုရင် no guider တွေဖြစ်ပါတယ်เนาะပြောင်းလိုက်မယ်ဆိုရင်เนาะထူထပ်ဒါအပြင်ကျွန်တော်ဖီတာတွေပဲ object data type ဖြစ်တဲ့ကျွန်တော် lit နဲ့ပြောင်းလို့ရပါတယ်ဥပမာ no lit တွေဒါဆိုရင် no lit အမျိုးအစားဖြစ်ပါတယ် lit မျိုးစားထဲမှာကျွန်တော်ကဒီမှာတော့ air ဆိုတဲ့ string လေးတစ်ခုတော့ရေးလိုက်အဲ့ဒီ air ဆိုတဲ့ string လေးပါတဲ့ lit အမျိုးအစားကိုကျွန်တော် bullet data type ကြောင်းတော့ထူထပ်မှာပဲဖြစ်ပါတယ် လစ်မှာじゃဘယ်လိုလဲဆိုလစ်ကအနုမောဘူးဆိုရင်မဟုတ်ထုထမှာဒီမှာဆိုရင်ကျွန်တော်ဘူလန်ဒေတာတာကြောင်းလာမယ်လစ်အလိုလေးပါဒီကိုဘူလန်ဒေတာတာကြောင်းဒီမှာဆိုတော့လစ်အလိုလေးပါသူ့ကိုကြောင်းလိုက်မယ်ဆိုရင်မဟုတ်ဖော်ထမှာလို့ဆိုဒါအပြင်မီတိဒေတာတိုင်းမဆိုတော့တပ်ပေဒေတာတိုင်းရေးလိုက်မယ်နော် A လက်သေးခွန်းလေးနဲ့အဲတပ်ပေဒေတာတိုင်းပါကျွန်တော်1 2 3ဆိုပြီးတော့ရေးလိုက်မယ်တပ်ပေကကျွန်တော်အလိုမဟုတ်တဲ့အတွက်သူ့ကိုနော် A ဆိုပြီးတော့ကြောင်းလိုက်ရင်နော်ထုထမှာဟုတ်ပြီကျွန်တော် ဘိုင်းရိုင်ပဲရေးလိုက်တော့မင်းတို့ဒီမှာ table data type အမျိုးစားပါတော့ခွင်ဒီကောင်က table data type သူကအလွတ်လေးဖြစ်နေတယ်ဆိုတော့ကျွန်တော်က port ထပ်มาပဲဖြစ်ပါထို့ပြီးတော့ all function နဲ့ any function ရဲ့အလုံးလုံးပုံလေးတွေကိုတော့ကြည့်ကြည့်လိုက်အောင်ပထမအဦးဆုံးကျွန်တော်တို့မှာ let တစ်ခုရှိတယ်ပြီးတော့ရင်ကျွန်တော် all function ကိုကျွန်တော်အသုံးချကြည့်လိုက်ပါမယ် all function ကကြတော့ parameter သူ့ကို present ပေးတဲ့အခါမှာ iterable ဖြစ်တဲ့ data type အမျိုးအစားကိုပဲကျွန်တော်တို့ပေးလို့ရပါမယ် ီမှာဆိုရင်လစ်ကအီတာတွေပဲဒေတာတိုက်အမျိုးအစားဖြစ်တဲ့အတွက် off function မှာတော့အသုံးပြုလို့ရပါတယ် off function ကဘာလောက်ဆောင်ပေးလဲဆိုရင်သူကဘူးလန့်အမျိုးအစားပေါ့မျိုးစားတွေကခုနဲ့ for တစ်ခုခုကိုကျွန်တော် return ပြန်ပေးပဲခုကဘယ်ချိန်မှာ return ပြန်ပေးလဲဆိုရင်ကျွန်တော်ဒီ net ထဲမှာရှိတဲ့ element တွေအားလုံးကိုသူကမိုးလန့်အမျိုးအစားပြောင်းပြပါတယ်လက်ထဲမှာရှိတဲ့ element တွေအားလုံးငါကျွန်တော်တို့က true ဖြစ်နေမှာကျွန်တော်တို့က all function က true ကို return ပြန်ပေးပါတယ်တကယ်လို့ဒီ list ထဲမှာရှိတဲ့ element တစ်ခုခုကို bullet အမျိုးအစားပြောင်းလို့ for ဖြစ်နေတယ်ဆိုရင် all function က for ပြောင်းပေးမှာဖြစ်ပါဟုတ်ပြီနော်ဒီဥပမာလေးကိုကျွန်တော်တို့ကြည့်ကြည့်လားဒီမှာဆိုရင်ကျွန်တော်တို့ a 1 2 3 4ရှိတယ်။ a 1 2 3 4ကိုကျွန်တော်တို့က ဒီ1 2 3 4ကိုတော့ဘူးလတ်မျိုးစားပြောင်းရင်တော့အကုန်လုံးက element အကုန်လုံးကတော့ထူးဖြစ်နေတဲ့အတွက်ကျွန်တော် all function ကထူးပြောင်းပေးမှာဖြစ်ပါဟုတ်ပြီမဟုတ်ဒီအားလေးကို run ကြည့်လိုက်အောင်เนาะ example example 51ဆိုပြီးတော့ run လိုက်မယ်ဒီမှာဆိုထူးဖြစ်တယ်ဟုတ်ပြီကျွန်တော်အကယ်၍ကျွန်တော်ကဒီထဲမှာ၃ညရိုက်ထည့်လိုက်မယ်ဆို၃ညကိုကျွန်တော်တို့က ဘူးလတ်မျိုးစားပြောင်းရင်ကျွန်တော်တို့ကခေါ်ဖြစ်နေအဲ့ဒီအတွက်ကျွန်တော်တို့ဒီလစ်အေထဲမှာပေါ်တလုံးပါနေတဲ့အတွက် all function ကကျွန်တော်တို့ကဖော့ထွက်ပွင့်မလားဆိုလိုချင်တာ all function ကဘယ်ချိန်မှာထူးဖြစ်လဲဆိုရင်ဒီဒါတွေပဲ object အแทမှာရှိတဲ့ element တွေအားလုံးကထူးဖြစ်မှာ तू ကထူးထုတ်ပေးတာအားလုံးကထူးမဖြစ်ဘူးဆိုတော့ तू က for ထုတ်ပေးပါဟုတ်ပြီเนาะဒီမှာဆိုရင်တကူက for ဖြစ်နေတယ်တူကဟို all function က for ထုတ်ပေးမှာဖြစ်ပါ ဒါကတော့ off function ရဲ့အလုပ်လုပ်ဆောင်ပုံပဲဖြစ်ပါဟုတ်ပြီငို့နောက်ထပ် any function ရဲ့အလုပ်လုပ်ပုံလေးကိုငို့ကြည့်ကြည့်လိုက် any function ကတော့ငို့သူ့လိုမဟုတ်ပါဘူးသူကကြာဘယ်လိုလဲဆိုရင် any ဆိုတာကျွန်တော်တို့တစ်ခုခုလို့အဓိပ္ပာယ်ရပါတစ်ခုခုကထူးဖြစ်နေရင်သူကထူးထုတ်ပေးပါဒီမှာဆိုရင်ကျွန်တော်တို့ for ပါပေမဲ့ထူးဖြစ်တဲ့ element ကတစ်ခုထပ်ပို့ပြီးရှိနေတယ်သူကကျွန်တော်တို့က အန်ဒီကကျွန်တော်ထုထုတ်ပေးပါမလားနော်ဒီမှာဆိုထုထွက်တယ်ဟုတ်ပြီကျွန်တော်ဒီမှာတော့တုံရတယ်ဒီပဲရေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်လက်အလွတ်လေးလေးရေးလိုက်မယ်သူ့လဲတုံရမယ်ပြီးတော့ရင်ကျွန်တော်ကဘာရေးမလဲဆိုရင်နောက်ထပ်လက်အလွတ်လေးတစ်ခုတော့ရေးပြီးတော့အေးအန်ကိုဟယ်လိုလို့တော့ရေးလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ကြည်ချင်းအားဖြင့်ဒီလက်အိမ်မှာတုံရကိုဘူလန်တိုက်ပြောင်းအောင်လဲ for for 4 4 तू ကလည်း4ပဲဘာဖြစ်လို့လဲဆိုလက်အမျိုးအစားဖြစ်တယ်ဘာမှမပါတဲ့အတွက်4 तू ကတော့ no true तू က4ဖြစ်နေမှာဖြစ်ပါဒီအချိန်နေမှာကျွန်တော်တို့ကဘာထွက်မလဲဆိုရင် any function က no true ထွက်မှာပါ any ဆိုတာတခုခုက true ဖြစ်နေရင် तू က true ထုတ်ပေးမှာပါ no run လိုက်တဲ့အချိန်မှာ no true ထွက်ပါတခုခုက true ဖြစ်နေ any function က true ထုတ်ပေးဟုတ်ပြီကျွန်တော်အကုန်လုံးကျွန်တော်4ဖြစ်နေတော့ any function ကဟို for ဆိုတဲ့အဖြစ်ကိုကျွန်တော်တို့ထုတ်ပြန်မှာပဲဖြစ်ပါဒီမှာဆိုရင်ကျွန်တော် for ဖြစ်ပါဒါကတော့ any function နဲ့ for function ရဲ့လုံးလုံးဆောင်ပုံတွေပဲဖြစ်ပါဟိုနောက်ထပ်ဥပမာလေးတစ်ခုကြည့်ကြည့်လားဒီဥပမာလေးကတော့ကျွန်တော်တို့ input variable ကနန်းတစ်ခုပေးမယ်အဲ့ဒီ variable ကနန်းတစ်ခုကိုကျွန်တော်အခြေအနေ၃ခုနဲ့တော့စစ်မှာပါ ပထမခြေနေကတော့စုံဝင်းဖြစ်လာမဖြစ်လာဖြစ်တယ်ဒုတိယခြေနေကအဲ့ဒီဂိမ်းက50ထက်ကြီးလာမကြီးလာဖြစ်တယ်နောက်တစ်ခုကတော့အဲ့ဒီဂိမ်းက100နဲ့20ကြားမှာကြီးလာဖြစ်တယ်တို့ရရှိလာတဲ့အဖြေတွေကကျွန်တော်ဘူးလက်အမျိုးအစားတွေဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့တို့ compression operator တွေတုံးထားတဲ့အတွက်ဘူးလက်အမျိုးအစားတွေဖြစ်တာပါ compression operator တွေမှန်တယ်များအဖြေပေးရင်ထူးနဲ့ဖော်ပဲပေးတဲ့အတွက်ကျွန်တော် connection 1 2 3ကတော့ဘူးလက်အမျိုးအစားဖြစ်သွားမယ် အဲ့ဖြစ်သွားတဲ့ဘူးလက်အမျိုးအစားတွေကိုကျွန်တော်တို့ကလက်ထဲမှာကျွန်တော်တို့တိမ့်နိုင်မယ်တိမ့်ပြီးတော့ဒီတိမ့်တိမ့်ပြီးတော့တော့ဘာနဲ့ဆက်မလဲဆိုတော့ offline share အသုံးပြုပြီးဆက်အဲ့ဒီ connection နဲ့အကုန်လုံးကခုဖြစ်နေရင်ကျွန်တော် offline share ခုဆိုပြီးတော့ထုတ်ခဲ့ခြင်းလို့ဖြစ်ပါဟုတ်ပြီတော့ဒီမှာဆိုတော့ကွက်ကြည့်လိုက်တော့တစ်ဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားရင်လဲစုံမိမဟုတ်တဲ့အတွက်တော့ဖော့ဖြစ်သွားပြီ90ထက်ကြီးလားမကြီးဘူးဖော့ဖြစ်သွားပြီ20နဲ့ တရားကြားမှာရှိလားမရှိဘူးဖော့ဖြစ်သွားအဲ့ဒီအတွက်ကျွန်တော်တို့ကဘာထွက်မလဲဆိုတော့ offline ဆိုင်ရာငိုဖော့ပဲငိုထွက်မှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီ connection ကိုတော့ပြောင်းလိုက်တော့တကယ်လို့20 20လို့ကျွန်တော်က20နဲ့ဆိုလို့ရေးလိုက်ရေးလိုက်မယ်တော့အကုန်ဟုတ်ပြီတော့ connection အကုန်လုံးနဲ့ကျွန်တော်ဝင်နေခြင်းနဲ့အတွက်ကျွန်တော်တစ်ခုခုရေးလိုက်မယ်ကျွန်တော်60လို့ကျွန်တော်ရေးလိုက်ပါမယ် 60လို့ရေးလိုက်တဲ့အခါမှာကျွန်တော်စုံငင်းလေးဖြစ်တယ်50ထက်လည်းကြီးတယ်20နဲ့ကျွန်တော်100ကြားမှလည်းရှိတဲ့အတွက် off function မှာ no connection 1ကလည်း no 2ဖြစ်မယ်2ကလည်း no 2ဖြစ်မယ်3ကလည်း2ဖြစ်မယ်အဲ့အတွက်ကျွန်တော်တို့ off function ကဘာလို့ return ပြန်မင်းလဲဆိုရင်ကျွန်တော်တို့2ဆိုတဲ့တန်ဖိုး no return ပြန်မင်းမှာလည်းဖြစ်ပါဟုတ်ပြီဒီအခြေအနေရနေပြီးကျွန်တော် any function 3နေတယ်ဆိုရင်ဒီအခြေအနေ3ခုကျွန်တော်ဖြစ်ထားတဲ့ ဒီ game လေးကိုစစ်ထားတဲ့အချိန်လေးတုံးကိုလည်းတစ်ခုခုမှန်ရင်ကျွန်တော်တို့ထုထွက်ခြင်းနဲ့ဆိုရင်ဟိုဘာလို့တုံးရမလဲ any time ဆိုရင်တုံးဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ကဟိုဟာရေးလိုက်မယ်ကျွန်တော်က120ရေးလိုက်120ဆိုရင်တော့အချိန်လေးတစ်ခုပဲမှာပါ20နဲ့30ကြားမှာမရှိ50ထက်ကြီးတယ်ထုဖြစ်မယ်ကျွန်တော်တို့စုံငင်းဖြစ်တယ်ထုဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာထွက်မလဲဆိုရင်ကျွန်တော်တို့ထုထွက်မှာပဲဖြစ်ပါ any function ဟုတ်ပြီကျွန်တော်ဒါကို121လို့ညီလိုက်မယ်ဆိုရင်50ထက်ကြီးတဲ့တို့ကကျွန်တော်တို့ကဘာထွက်မလဲဆိုရင် connection 1ကတော့ကျွန်တော်တို့ဖော့ဖြစ် connection 1ကတော့တော့ဖော့ဖြစ်မယ်121မှာဒီကောင်ကတော့တော့2ဖြစ်မယ်သူကတော့ကျွန်တော်ဖော့ဖြစ်မှာပဲဖြစ်ပါဒါပေမဲ့2တလုံးပါတဲ့အတွက် any function ကဘာထွက်မှာလဲဆိုရင်တော့2ထုတ်ပေးမှာပဲတော့ဖြစ်ပါကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ